မြန်မာနေဦးခရိုနီကယ်ဇွန်လ22ရက်မြင်ကွင်းဆရနာသိန်းနိုင်ချီရှိတဲ့ထိုင်းနိုင်ငံနဲ့ထိုင်းရောက်မြန်မာနိုင်ငံသားတွေပေါ်တက်ရောက်နိုင်ချီထိုင်းနိုင်ငံအဖို့ဆရနာသိန်းမှုဖြစ်တဲ့ဆိုခြင်းဟာစေစုနှစ်တစ်ခုအတွင်းအ ਨੇ ဆုံးတစ်ကြိမ်ဝင်းကျင်ဖြစ်နေကြအဖြစ်ပြက်တဲ့ဖွဲဖြစ်ပြီးအခုတစ်ကြိမ်လေဆရနာသိန်းနိုင်ချီရှိတဲ့ကဘာစုံမှာထိုင်းနိုင်ငံကတက်ရောက်နေပြန်တာဖြစ်ပါတယ်2006ခုနှစ်မှာယခုလက်ရှိ ဝင်ကြီးချုပ်ပေထုံတန်းတက်စင်ရဲ့ဖခင် ထိုစင်ကဝင်ကြီးချုပ်ဖြစ်သူတက်စင်ရှိနာဝထရာစစ်တပ်ရဲ့အာဏာသိမ်းခြင်းခံရပြီး2014ခုနှစ်မှာတဖန်တက်စင်ရှိနာဝထရာရဲ့ညီမဖြစ်သူရင်လက်ရှိနာဝထရာကစစ်တပ်ရဲ့အာဏာသိမ်းခြင်းကို ခံရပြန်တာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်20အတွင်းနှစ်ကြိမ်အာဏာသိမ်းခံခဲ့ရပြီးနှစ်ကြိမ်လုံးမှာတက်စင်မိသားစုဖြစ်က အခုအာဏာသိမ်းနိုင်တဲ့အခင်းကျင်းတွေပေါ်ပေါက်နေချိန်မှာလဲတက်စင်မိသားစုရဲ့ဒုတိယမျိုးဆက် ေထုံတန်ကဝင်ကြီးချုပ်တာဝန်ယူထားခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရေးဟာဘရင်စနစ်လိုလားတဲ့သူတွေစစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတွေစစ်တပ်သူမဟုတ်ဘရင်နဲ့နီးစပ်တဲ့နိုင်ငံရေးသမားတွေကပုံသွင်းနေကြတဲ့နိုင်ငံရေးမျိုးဖြစ်ပြီး2009ခုနှစ်နဲ့2010ခုနှစ်တွေမှာရှက်နီရှက်ဝါအားပြိုင်မှုတွေဆန္ဒပြမှုတွေမျိုးတွေမှာယုံရင်ဆန်ခတ်မီးရှို့တိုက်ခိုက်မှုတွေလာနေချီကြဖြစ်ပျက်ခဲ့တာပါ။အရက်သားတွေဥဆောင်ပြီးဒီမိုကရက်တစ်အစိုးရလို့ဆိုရင်1990ခုနှစ်ကျော်ကာလတွေက ုပ်ချုပ်ခဲ့တဲ့ဝင်ကြီးချုပ်ထွန်လီပိုင်လက်ထက်ကိုသာအနည်းဆုံးကာလအဖြစ်ညွှန်းဆိုရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံအဖို့စစ်တပ်လွှမ်းမိုးမှုမရှိတဲ့ဒီမိုကရေစီစနစ်စစ်စစ်ကိုရှောက်လန်းဖို့ဖွဲ့စည်းအုပ်ချုပ်ပုံအရရောနိုင်ငံရေးနယ်ပယ်စစ်တပ်ဗိုလ်ချုပ်ကြီးတွေဘရင်စနစ်ကိုကာကွယ်လိုသူတွေရဲ့အကျိုးစီးပွားနဲ့စန့်တင်နေတာကြောင့်အတားအဆီးတွေတိုးတက်ရာကနေအောက်ကိုပြန်ကျသွားတဲ့ဒီမိုကရေစီအတက်ကြလိုင်းတွေအကြဆယ်စုနှစ်အတန်ကြာဖြတ်တန်းနေရတဲ့သဘောလို့ဆိုနိုင်ပါတယ်။ အခုတပံနိုင်ငံရေးတည်ငြိမ်မှုက အကြပတ်လိုင်းနဲ့ဆင်းနေပြီးဘလောက်ထိထက်ဆင်းအောင်မလဲဆိုတာဘသူမှတိတိကျကျမပြောနိုင်သေးတဲ့အနေအထားဖြစ်ပါတယ်။ဒီအခြေအနေတွေကထိုင်းနိုင်ငံမှာတန်းနစ်ချီရောက်ရှိအလုံးလောက်ကိုင်းနေကြတဲ့မြန်မာနိုင်ငံသားတွေအပေါ်အနေနဲ့များရိုက်ခတ်နိုင်တယ်လို့မြန်မာအာဏာသိမ်းစစ်တပ်ကိုစန့်ကျင်လှုပ်ရှားနေကြတဲ့ NUG အစိုးရနဲ့ CDM တွေတက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေအတွက်ပိုပြီးစိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ စစ်တပ်သားအာဏာသိမ်းခဲ့ရင်မြန်မာစစ်တပ်ကိုစန့်ကျင်တဲ့အင်အားစုတွေကိုလက်ရှိအရတားအစိုးရထက်ပိုပြီးတင်းကျပ်ဖို့တေချာတဲ့အနေထားပါထိုင်းနဲ့မြန်မာအကြားစစ်တပ်အချင်းချင်းဆက်ဆံရေးက2002ခုနှစ်နောက်ပိုင်းအဖို့တည်းမရှိခဲ့ပဲအရတားအစိုးရတွေပြောင်းလဲသည့်တိုင်စစ်တပ်အချင်းချင်းကနိုင်ငံရေးနယ်ပယ်မှာဩစာလွှမ်းဖို့စစ်တပ်ကစီးပွားရေးလုပ်ငန်းတွေနဲ့အကျိုးခံစားခွင့်ယူဖို့ရည်ရွယ်ချက်တွေမှာအသွင်သဏ္ဍာန်တူညီကြတာဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာလည်းထိုင်းရတားအစိုးရအနေနဲ့ မြမရွှေ့ပြောင်းလှုပ်သားတွေပေါ်အတိုင်းအတာတစ်ခုထိစီကံတင်ကျပ်တာတွေစစ်စေးဖန်းစည်းတာတွေလှုပ်ဆောင်နေပေမယ့်အကယ်၍များစစ်တပ်အာဏာသိမ်းခဲ့ရင်အခုထပ်ပိုပြီးကြက်မှတ်တာဖန်းစည်းတာပြန်ပို့တာတွေပိုများလာနိုင်ခြင်းရှိပါတယ်။အခုရပိုင်းတွင်ထိုင်းမြန်မာနယ်စပ်ကမဲဆောက်မြို့မှာလျှက်စစ်စပိန်လူနဲ့ကုန်တင်နဲ့သုံးပင်းချင်းနေသောမဟုတ်စစ်တပ်ရင်တွေကိုတင်းဆဲနေပြီးစီးနင်းသူတွေကိုလည်းအထောက်အထားစစ်ဆေးတာဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ မြန်မာတွေအများစုရောင်းချတဲ့ဈေးတွေကိုလည်းဆိုင်တွေလူတွေစစ်ဆေးအရေးယူနေတာကြောင့်မဲဆောက်နေမြန်မာနိုင်ငံသားတွေကလေးတွေကြောင်းမဖို့ပဲထားရတာတွေဈေးဆိုင်ပိတ်ထားရတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်အခုလိုစစ်စင်ရေးလောက်တာဟာအလုတ်ကိုင်အခွင့်အလမ်းကျဆင်းလာတဲ့အပေါ်အခြေပြုပြီးပေါ်ထွက်လာတာလို့ကောက်ချက်ကြကြပါတယ်လက်ရှိအရသာအစိုးရလက်ထက်မှာတော့အခုလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ကြရတာမျိုးစစ်အာဏာသိမ်းပြီးစစ်တပ်အုပ်ချုပ်မှုမျိုး တကြော့ပြန်ရောက်လာခင်ရင်ပိုတင်းတက်နိုင်တဲ့အလားအလာရှိတာပါနောက်တစ်ချက်ကထိုင်းနိုင်ငံရဲ့မတည်ငြိမ်လေးထိုင်းနိုင်ငံရဲ့စီးပွားရေးပေါ်တက်ရောက်မှုရှိပြီးမြန်မာရွှေ့ပြောင်းလုပ်သားတွေအဖို့အလောက်ကင်ခွင့်လန်းနေလာမှာဖြစ်တယ်လို့စီးပွားရေးကြဆင်းတဲ့အခါအိန်းကြီးချင်းမြန်မာလုပ်သမားတွေအဖို့ပိုပြီးစစ်ဆေးအရေးယူတာတွေခံကြရမှာဖြစ်ပါတယ်